ရဟိုအားလုံးမင်္ဂလာပါအဲဒီဗီဒီယိုလေးကတော့အားလုံးဆောင်မြင်နေကြတဲ့ထုံမုံလုံနီဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါကကျမအိမ်မှာပဲလလကူကူထိုးစားပြတဲ့ထုံမုံလုံနီလေးပဲဖြစ်ပါတယ်ရှင်ထုံမုံကလောက်တက်သွားပြီဆိုရင်တော့မခက်ခဲတော့ပါဘူးဒါပေမဲ့ထုံမုံကောင်းကောင်းလေးဖြစ်ဖို့အတွက်ပေါ့နော်ဒီလိုအပ်ချက်လေးတွေပြပြပေးတော့ပါမယ် ဒါကတော့ပအဝင်ပစ္စည်းလေးတွေပါရှင်ထုံးမုံကိုဒီကောင်းချင်းမုံနဲ့လည်းတုံးလို့ရတယ်ဒါပေမဲ့ကျမကဝါရာဘီမုံချီအမုံကိုတုံးထားပါတယ်ရှင်အဲဒါကတော့တီဟိုစီပါအပေါ်ကနေပြီးတော့လှဆင်မှုအတွက်ပါတခြားတုံးပါတယ်အဲဒါ resin ကိုလည်းကျမထည့်ပါတယ်ရှင်အဲဒါကတော့အဓိကပအဝင်ပစ္စည်းလို့ပြောလို့ရတယ်အုံဒီဘက်ပဲဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကျမတို့အုံဒီကိုကြော်ပေးဖို့လိုအပ်ပါတယ်အုံဒီကြော်တဲ့နေရာမှာ CO ပို့ထည့်ပေးဖို့အကြံပြုပါတယ်အဲဘာလို့လဲဆိုလို့ရှင်ဒီထုံးမုံမှာတုံးမဲ့ C အကုန်လုံးကိုကျမဒီအုံကြော် CO ပဲတုံးတယ်ဒီအုံကြော်ကအဓိကကြတယ်ပေါ့နော်အုံကြော်လဲထည့်တယ်အဲဒီအုံကြော် C ကလည်းပို့ပြီးတော့မှုတယ်ဒီအုံဒီကြော်တဲ့နေရာမှာပဲစီရှင်ပဲ းစီနဲ့ပဲစီအစ်စ်ကိုတုံရင်ပို့ပြီးတော့မှုေးပါတယ်။ပုံကြော်လေးတွေအယောင်လာပြီးတော့ရဲလာပြီးဆိုလို့ရှိရင်เนาะကျမတို့ပကံလေးနဲ့ခတ်ထုတ်ထားမယ်။ဒီနေရာမှာကြံတဲ့စီကများနေတယ်ဆိုလို့ရှိရင်ကျမတို့စီကိုတက်တက်လေးခတ်ထားမယ်ပေါ့เนาะပြီးရင်လည်းစီထဲမှာပဲကျမတို့ဒီထဲမဲ့ကောင်းညင်းမုံဒါမှမဟုတ်ဒီဝါရပီမုံကြီးအမုံကိုထဲမဲ့တကြားကကျွန်မဆန်ချင်းကွက်နဲ့တစ်ခွက်ခွဲစာထည့်ထားပါရဲ့ရှင်။ပြီးရင်စားကတော့လက်ဖက်စားစလင်းနဲ့တစွန်းစာထည့်ပါရဲ့။စားထည့်တဲ့အတွက်ကြောင့်ရတာကလေးလေးပြင်ပြင်လေးရှိပါလိမ့်မယ်ရှင်။အချို့ကလည်းမိမိကအချို့သိမ့်မစားရင်လျှော့နိုင်ပါတယ်နော်။ ဝါရဘီမိုချီအမုံတထုပ်ဆိုလို့ရှိရင်သူကရေရှိရအမှန်ထည့်ရမယ်လို့ပြောတဲ့အတွက်ကြောင့်ကျွန်မအဲ့တိုင်းပဲရေထည့်တယ်။ပြီးရင်မီးပြင်းပြင်းလေးနဲ့ပေါ့နော်အစာမှတိချလေးမှုပေးပါနော်။ပုံမှန်ကောင်းကြီးမုံထက်ပေါ့နော်ဒီဝါရဘီမိုချီအမုံကဘာထူးကြရလဲဆိုလို့ရှိရင်အယောင်လုံးဝကြည်ရပေါ့နော်။ကောင်းကြီးအမုံမှာဆိုလို့ရှိရင်အယောင်လာချင်းကျွန်မတို့စီကိုပိုထည့်ရတယ်။စီထည့်တယ်ဆိုပေမဲ့သူ့ရဲ့နောက်ဆုံးထွက်လာတဲ့အယောင်ကဒီဝါရဘီမိုချီလောက်တောင်မလာဘူးပေါ့နော်။ဝါရဘီမိုချီကဂျားထဲမှာစီထက်ထည့်စရာမလိုဘူး။အခုလိုမျိုးရေကုန်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ကျွန်မကဒီမြေပဲဆန်ပေါ့နော်။မြေပဲဆန်ဒါလေးနဲ့ဒီစလုံးစကူလေးကြည်အောင်လုပ်ထားတယ်။ပြီးရင် ဒီအုံသီးကြော်ကိုလည်းထပ်ထည့်ပေးတယ်ပြီးရင်နောက်ပြီးတော့ထောပတ်ထပ်ထည့်တယ်ပေါ့နော်ဒါအဓိကကြားရဲထောပတ်လေးလည်းထည့်ပေးပါထောပတ်စီပဲထပ်ထည့်ထားတယ်အုံကြော်စီလုံးဝထပ်ထည့်မထားပါဘူးတကယ်လို့ဒီနေရာမှာကောင်းကျင်းမုံနေတာဆိုရင်စီထပ်ထည့်ပြီးတော့လိုက်ရပါတယ်နော်အဲ့ဒါမှအယောင်ကြည်တာမလို့ပါ စိတ်ရှည်ရှည်နဲ့တည်တည်ဆာဆာလေးမှွေပေးဖို့တော့လိုအပ်ပါတယ်နော်ကျမအိုးကအရန်ကြီးနေတာနဲ့ဒီအိုးအသေးကိုပြန်ပြောင်းလိုက်တယ်ဒီအိုးအသေးကစီဝါတယ်စီဝါပြီးတော့အိုးနဲ့ထွင်ရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်အယောင်လဲဟွာဖြစ်တယ်အဲ့တော့ကျမဒီကမကတ်အိုးလေးနဲ့ပြန်ပြီးတော့ထိုးလိုက်တယ်စသုံးကလေးကပေါ့နော်ဒီလိုရောင်းမရဲအိုးကလည်းစီဝါပြီးတော့အိုးကိုသုံးပေးနော် မွေတဲ့နေရာမှာဆိုလို့ရှိရင်လည်းရောင်းမပို့ပြီးတော့အဆင်ပြေပါတယ်အဲအခုလိုမျိုးအနေထားရောက်လာပြီးဆိုလို့ရှိရင်တော့ရပါပြီထုံမုံထဲမဲ့ဘန်းထဲကိုအရင်ဆုံးစီတုပ်ပေးထားရမယ်နော်ပြီးရင်သူကသူဒဲဦးလေးစောင်းချလိုက်တာနဲ့သူ့သူ့သူဒီလိုမျိုးစီးပြီးတော့လုံးလိုက်လေးပြုတ်ကြလာတာပေါ့နော်ပြီးရင်အပေါ်ကနေကျမတို့နည်းနည်းလေးတော့ညှိပေးရမယ်ပေါ့နော် ပုံနေတော့မှာချက်ချင်းညှိပါပြီးပြီဆိုလို့ရှိရင်ပေါ်ကနေပြီးတော့လေကျမတို့အုံးကြော်လေးတွေဒီဟိုစီလေးတွေနဲ့အလားဆင်လို့ရရနော်ကျမဒီတစ်ခါကျတော့ဒီမုံအသားကိုတန်းလေးထားလိုက်တယ်ပြီးမှပကံနဲ့ဥစားကနာနီမှာပဲအပေါ်ကနေပြီးတော့ဗောနော်အုံးကြော်လေးတွေဖြူပြီးတော့စားမယ်ဗောနော်ဒီအတိုင်းဒီဘန်းနဲ့အရသာရောပဲအရန်ကိုမှကောင်းတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီမြေပဲဆန်ရဲ့အုံးကြော်ရဲ့အရသာကတကယ်အင်မတန်မောက်ကိုတော်တော်ကိုကောင်းတာပါ၃နာရီလောက်အခန်းပူချိန်မှာတန်းလေးထားလိုက်မယ်ဆိုလို့ရှိရင်သူခက်ခဲလေးဖြစ်သွားပြီဗောနော်အဲ့ဒါဆိုလို့ရှိရင်မိမိစိတ်ကြိုက်ပုံစံလေးတွေလီးဖြတ်ပြီးတော့သုံးဆောင်နိုင်ပါပြီရှင်အရန်ကိုမှစားကောင်းတာမလို့အလုံးမဲလှုပ်စားကြည့်ပါနော် ဒီကောင်းညမုံနဲ့လုတ်ပေးဆိုလို့ရှင်လေဒီအစင်လေးတွေတိုင်းလုတ်ကြည့်ပါအရန်ကမစားကောင်းပါတယ်တခါရဲနဲ့မကုံဘူးဆိုလို့ရှင်လေလေစားကနာနေတိုင်းနှွေးပြီးတော့စားပေးနော်ဂျန်နေ